ကရီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ထေးကီလျာစစ်ရှောက်စခန်းအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ပီးရှောက်ကူညီရေးအဖွဲ့အစည်းတာဝန်ခံတွေကပြောပါတယ်။ ထေကေလျာစစ်ရှောက်စခန်းမှာ2025ခုနှစ်အတွင်းဇန်နဝါရီလကနေအခုဇွန်လအထိစံ15အိပ်ပဲရိတ်ခါရရှိထားပြီးလာမယ့်ဇွန်လလအတွက်ရိတ်ခါအပါအဝင်ပညာရေးနဲ့တခြားကဏ္ဍတွေအတွက်အခုအညီလိုအပ်နေတယ်လို့ Job for Kaya အဖွဲ့တာဝန်ခံကပြောပါတယ်။ စကန်းရှိကိုတူကိုထစာတင်ကျောင်းမှာလဲဆရာ၂ယောက်နဲ့ဆရာမ၁၀ယောက်ရှိပြီးသူတို့အတွက်စာတင်ဆောင်တင်ထောက်ကူပစ္စည်းစာရေးကိရိယာနဲ့ထပ်ပက်ကြီးတွေလိုအပ်နေပါတယ်။လက်ရှိစကန်းလူဦးရေစရင်အရအိတ်ထောက်စု126စုလူဦးရေ963ယောက်ရှိပြီးတက်ကြီးရွယ်ဦးနာတာရှိယောဂတဲနဲ့မတန်ဆွမ်းတွေလည်းပါဝင်တာကြောင့်စေဝါအကူအညီတွေလည်းလိုအပ်နေကြတယ်လို့ဆိုပါတယ်။ ထိကိလျာစခန်းရှိစေဘေးရှာရီဟာလွိုက်ကော်မျိုးပေါ်ရက်ွယ်လွိုက်ကော်မျိုးနယ်တွင်ကရွာရီနဲ့လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့မိုးပြဲမျိုးအရှိဖက်ရှိရွာရီကဆစ်လျှောက်လာတဲ့သူတွေဖြစ်ပါတယ်